ဆိုတဲ့ဒီယဟန်ကြီးကတဲ့မြတ်စွာဘုရားကိုမဟာသမဏလို့ဒီလိုနာမည်နဲ့ခေါ်ကြတယ်။ရာဇဂျုံမျိုးရောက်လာတဲ့ဒီမဟာသမဏယဟန်ဂေါရမကတော့တဗ္ဗေသင်္စေနိတ္တဝါနကံတုဌာနိနယိတတိရာဇဂျုံမှာရှိတဲ့ပရပိုက်တွေ250ကိုလေသူတပိအဖြစ်အောင်တိမ့်သွင်းလိုက်ပြီး အခုနောက်ထပ်ဘုသူမြာခေါ်အောင်မလဲမသိဘူးလို့ဟောလူတွေကြားထဲမှာတို့လို့တို့လို့ပြောပြီးတော့ယဟန်နေမြင်တဲ့အခါမှာယဟန်နေကြားလောက်အောင်ပြစ်တင် ပြောဆိုလာကြတယ်ဒီစကားနဲ့ပတ်သက်ပြီးတော့တမန်ပုဂ္ဂိုလ်ရဲ့အတွင်ထဲမှာလောကမှာအသိပညာနဲတဲ့ပုဂ္ဂိုလ်ကအလွန်များတာဟုတ်တရားဓမ္မမသိဘူးဆိုရင်အပေါ်ယံကချိမယ်ဆိုရင်ဟုတ်တယ် လူငယ်လူရွယ်တွေသာသနာပေါင်းဝင်းသွားရင်တော့တိုင်းပြည်အတွက်လူငယ်လူရွယ်တွေအလုံးလုံးပဲပုံကိုယ်တွေရှိတော့မှာမဟုတ်ဘူးနော်မိသားစုတွေထဲမှာလည်းလူငယ်လူရွယ်တွေသာသနာပေါင်းဝင်းသွားရင်အလုံးလုံးပဲပုံကိုယ်ရှိတော့မှာမဟုတ်ဘူးဒီအမျိုးဆက်တွေလည်းအကုန်ပြတ်တော့မှာပဲ ਨੇ ဆိုတဲ့စိုးရိမ်မှုပြစ်တင်မှုတွေဟာပေါ်လာတာထုံးစံမဲ့ပေါ့မြတ်စွာဘုရားကလည်းအဲ့လိုဝိုင်းဝန်းပြစ်တင်တာ ဒီပြစ်တင်မှုကအင်တမချီမာတယ်အရှင်ရလာတော့မြတ်စွာဘုရားပေါ်မှာဘလို့ထင်ကြတော့ဆိုရဟန်းဂေါရမဟာ မာယာဝီ မျက်လက်အတက်ကြီးတက်တဲ့သူကြီးပဲတမ္မာမဟုတ်ဘူးအာဝုတ္တမာယာလှဲစားတတ်တဲ့မျက်လက်အတက်တက်ပြီးတော့သူတစ်ပါးရဲ့တပည့်တွေကိုမျက်လက်ပြပြီးတော့ဆွဲဆောင်သွားတယ်ဒီလိုယူဆလာကြတယ်ခိုင်းစရာကြီးပဲ ခိုင်းဆရာကြီးပဲပယောကအတတ်နဲ့လူတွေရဲ့စိတ်ကိုဖန်ဆာပြီးတော့သူတစ်ဖက်ဖြစ်အောင်လုပ်တယ်တိမ့်တင်းသွားတယ်လို့တရားအမြင်နဲ့မကြည့်နိုင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလိုပဲယူဆကြတယ်။ရဟန်းတော်မှာအာဝတ္တဏီမာယာလို့လှည့်စားတတ်တဲ့အတတ်တတ်တဲ့ပုဂ္ဂိုလ်ဒီလိုယူဆပြီးတော့ပြစ်တင်ပြောဆိုကြတယ်။အဲ့ဒီလိုပြစ်တင်ပြောဆိုမှုကရာဇဂျိုမြို့မှာကျယ်လောင်ပြီးတော့လာတယ်။ရဟန်းတော်တွေကမြတ်စွာဘုရားကိုရှောက်ကြတယ်။ အရှင်ဘုရားတဲ့မြို့တဲ့တပည့်တော်တို့ဆွမ်းခံသွားရင် လူတွေကတပည့်တော်တို့ဝိုင်းပြီးတော့ပြစ်တင်နေတဲ့ဟောဒီရာဇဂျိုမြို့ရောက်လာတဲ့မဟာသမဏယဟန်ဂေါရမဟာရှိသမျှတပည့်ဒီပရဝိုက်ကြီးရဲ့တပည့်တွေအကုန်လုံးခေါ်ဆောင်ပြီးတော့နောက်ထပ်ဘသူကိုဆွဲခေါ်အောင်မလဲအားလုံးစိုးရင်တကြီးဖြစ်နေကြဘသူခေါ်လိုက်အောင်မလဲနဲ့ပြစ်တင်ပြောဆိုနေကြတယ်ဖရာလို့ဆိုတော့ မြတ်စွာဘုရားကဒီအတန်ကမကြပါဘူးခொနည်းရဲ့လောက်တော့ဒီအတန်นี่ထွက်နေဥမှာပဲနောက်ပိုင်းရောက်လို့ရှိရင်တော့သူ့ဘာသူပျောက်သွားလိမ့်မယ်အဲ့တော့သူတို့လာပြီးတော့ပြောတယ်ဆိုရင်တုံ့ပြန်ပြီးတော့ဒီတိုင်းငုံခံမနေနဲ့တုံ့ပြန်ပြီးတော့ပြောเสียရတခုကိုမြတ်စွာဘုရားကသင်ပေးလိုက်တဲ့ယဟန်လေးကိုနော်ဒါလဲတုံ့ပြန်ပြောဆိုမှုဆိုတာလိုရတယ်တဲ့ မလုပ်ဘဲနဲ့ငုံခံနေလို့ရှိရင်သူတို့ဆွဆွဲမှုတွေကမှန်တယ်လို့အတိပ္ပယ်ရောက်တတ်တယ်။ဒါကြောင့်မလို့မမှန်ဘူးဆိုတာတုံ့ပြန်ပြောရမယ်ငုံခံမနေရဘူးနေရတခါတိုင်းဆဲရင်တော့ငုံခံလိုက်ပေါ့ဆဲတာကြတော့ပြန်မဆဲနဲ့ပြန်ဆဲရင်လေသူဆဲတယ်လို့ဆဲရမှာဖြစ်နေလေအဲ့တော့ကိုယ့်ကိုဆွဆွဲလာပြီဆိုလို့ရှိရင်တုံ့ပြန်ပြောရမယ်တဲ့ဖြစ်ရှင်းရမယ်ရသော်ရကြီးက နောက်မှလည်းဒီတိုင်းပဲဟောတယ်ပြမဇလာတုတ်တံမှာမြတ်စွာဘုရားကအဘူတံအဘူတတော်နိဗ္ဗိတိတပံမဟုတ်ရင်မဟုတ်တဲ့အကြောင်းဖြည့်ရှင်းရမယ်ဆွဆွဲလာလို့ရှင်ကျင့်စဉ်တစ်ခုမြတ်စွာဘုရားဟောထားတာမှတ်သားပြီးတော့လိုက်နာဖို့အမတမကောင်းတယ်ငါ့ကိုဖြည့်စီငါ့ရဲ့တရားဓမ္မနဲ့ဖြည့်စီတန်ဃာတွေနဲ့ပတ်သက်ပြီးတော့ဖြည့်စီအတင်းအဖြစ်ပြောလာမယ်ဆိုလို့ရှင်မင်းတို့စိတ်ဆိုးကြနေ စိတ်ဆိုးနေလို့အကျိုးမရှိဘူးတဲ့စိတ်ဆိုးနေလို့ရှင်အကောင်းအဆိုးဆိုတာခွဲခြားသိနိုင်စွမ်းမရှိဘူးတဲ့ဟုတ်တယ်စိတ်ဆိုးနေလို့ရှင်အကောင်းအဆိုးအကြောင်းကျိုးပဲသိမလဲဒေါသရဲ့လွှမ်းမိုးမှုခံနေရလို့ရှင်အကောင်းအဆိုးအကြောင်းကျိုးမသိဘူးဒါကြောင့်စိတ်ဆိုးချက်နေတဲ့စိတ်ဆိုးရင်ကိုယ်စိတ်ကိုလွှမ်းမိုးခံထားရပြီးတော့အကြောင်းကျိုးအကောင်းဆိုးကိုသိမှာမဟုတ်ဘူးတဲ့ဒါကြောင့်စိတ်မဆိုးပဲနဲ့ မမှန်ရင်မမှန်တဲ့အကြောင်းနဲ့ဖြေရှင်းချက်ပေးရမယ်လို့မြတ်စွာဘုရားဒီလိုဆုံးမထားတာရှိတယ်။ဒါကြောင့်မို့ယဟန်တွေကိုပြန်လီတုံ့ပြန်ဖြေရှင်းဖို့အတွက်မြတ်စွာဘုရားဘလို့သင်နှုံးဆိုနယန္တိဝေ မဟာဝေရာတတ္ထမေနတထာဂတာထွမြတ်တဲ့လုံလဝိရိယရှိတဲ့ဖျားကိုယ်တော်မြတ်တဲ့ဟာ လူတွေကိုဆွဲခေါ်တိမ့်စီတယ်ဆိုတာတရားသဖြင့်သာခေါ်ဆောင်ခြင်းသာဖြစ်တယ်။ဘိုင်ဖို့အတင်းကျခေါ်ရလဲမဟုတ်ဘူး။အာဝတ္တနီမာယာလို့ဆိုတဲ့မျက်နဲ့အတက်နဲ့ခေါ်ရလဲမဟုတ်ဘူး။တကယ်ဓမ္မလမ်းကြောင်းကနေခေါ်တာဖြစ်တယ်ပေါ့။အဲ့ဒီလိုဓမ္မလမ်းကြောင်းကခေါ်တဲ့ပုံကိုယ်တွေကိုသူတော်ကောင်းတွေရဲ့လမ်းကြောင်းက ပြောဆိုဆုံးမလို့သူတို့စိတ်ဆန္ဒအရာပါလာတဲ့ပုဂ္ဂိုလ်ဒီဒီလိုခေါ်ဆောင်တာကိုဘာဖြစ်လို့အတင်းဖြင့်ပြောချင်ရတာလဲအတင်းဖြင့်ပြောเสียမှရှိပါဘူးတဲ့ကိုယ်ဆန္ဒနဲ့ကိုလာကြတာတို့တွေကတရားဓမ္မကိုသာရှင်းပြတာတရားရှင်းပြလို့နှစ်ချိုက်ကျင့်တတ်ပြီးသူ့ဘသူတပည့်ခန္ဓာဟာအပြစ်တင်เสียလာလို့ပြန်ပြီးတော့ပြောခိုင်းတယ်နော်ကာဥတ္တူယဝိသနာတ္တ ဓမ္မေနနိယမနနံကာဥတ္တယဝိဇာဏတံပညာရှိပုဂ္ဂိုလ်တွေဟာဓမ္မနဲ့ဓမ္မလမ်းချောင်းကနေပြီးတော့ရှင်းလင်းပြောပြလို့ပါဝင်လာတဲ့ပုဂ္ဂိုလ်တွေကိုတွားရောက်ပြီးတော့အပြစ်တင်ပြီးတော့အတင်းပြောတာဟာဘာကျိုးရှိမှလဲတင်ပြောเสียအပြစ်တင်เสียမရှိပါဘူးလို့ဒီစကားနဲ့ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းခိုင်းတယ်အဲ့တော့ မြတ်စွာဘုရားမိန့်ကြားတဲ့အတိုင်းပဲပြည့်တင်ပြောဆိုတဲ့စကားတွေဟာခொနည်းလောက်လဲကြာရောအတန်လေးလုံးဝတိတ်သွားတော့တာပြောမဲ့လူမရှိတော့ဘူးနော်ဒါကြောင့်မို့လို့ပြောကြတယ်ပမာစကားမှာလဲချီမွန်ခொနည်းကဲ့ရဲ့ခொနည်းတဲ့နော်ညောင်းသွားတယ်ဒီမှာမပြောနိုင်တော့ဘူးဘဇက်ကလည်းချီမွန်ရင်လဲခொနည်းဖဲတဲ့ကဲ့ရဲ့လဲခொနည်းဖဲဒီတွေဆက်ပြီးမပြောနိုင်တော့ ဲ့ဒါလို့ရာဇဂျုံမြို့မှာဒီလိုအခြေအနေတွေဖြစ်ပေါ်လာမြတ်စွာဘုရားရဲ့ဒီတရားဓမ္မနဲ့ပတ်သက်ပြီးတော့နားမလည်တဲ့ပုဂ္ဂိုလ်တွေဟာဒီလိုအပြစ်တင်ပြောဆိုမှုတွေဟာဖြစ်ပေါ်လာကြပြန်ပဲ။